စကိုင်းတိုင်းဒေသကြီးတပယ်ရင်မြို့နယ်ရဲ့အနောက်ချမ်းမှာရှိရဲစစ်ပြချင်းရွာဟာမနေ့ကနိုဝင်ဘာလ10ရက်နေ့တရက်ထဲမှာစစ်ကုမရှင်ရဲ့ Jet Fighter လီကြောင်းတိုက်ခိုက်မှုကိုငားကြိတ်ထဲမှနေခက်ခဲရပါတယ်တဒါဦးနဲ့မိထီလာလေတက်စခန်းတွေကနေတက်လာတဲ့ Jet Fighter တွေနဲ့ညနေ3နာရီခွဲကနေည6နာရီအတွင်းစက်တိုက်လုခဲ့တာလို့တပည့်ရင်မျိုးနဲ့စစ်ရှောက်ထပ်ပန့်ရေးအဖွဲ့နဲ့တပည့်ရင်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကဆိုပါတယ် ပေါင်900ဘုံရဲ့အပြင်စက်တနက်ရီနဲ့ပါပြစ်ခတ်ခဲ့တာကြောင့်အရက်သားပြည်သူ73ရောက်ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ပြီးဆိုးရွားရသူတွေလည်းပါဝင်တယ်လို့ဒေသခံအဖွဲ့အစည်းတွေကအတည်ပြုပါတယ်။နေအိမ်ခုနှလုံးပြည့်စည်ပြီးတော့၃လုံးမီးလောင်ခဲ့ပါတယ်။ဒေသခံအဖွဲ့အစည်းတာဝန်ရှိသူတွေရဲ့ပြောပြချက်အရစစ်ကောင်မရှင်ရဲ့တိုက်ခိုက်မှုပုံစံဟာတိတိတသားပြောင်းလဲလာတယ်လို့ဆိုပါတယ်။ နေရာတစ်ခုကိုတိုက်ခိုက်မှုလုပ်ပြီဆိုရင် နိုင်ပိုင်းအတွင်းမှာပြင်လာပြည့်တဲ့ပုံစံမျိုးပြောင်းလဲလာတာကြောင့်အရေးပေါ်ကယ်ဆယ်ရေးမလုပ်နိုင်အောင်လှုပ်လာတဲ့သဘောလို့ဆိုကြပါတယ်။ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေကပြည်သူတွေကိုဘေးကင်းတဲ့နေရာတွေနဲ့ဘုတ်ခုကျင်းတွေ ပြင်ဆင်ထားကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။ ကချင်ပြည်ဖားကဲမြို့နယ်မှာတိုက်ပွဲညှိနေတာနှစ်ပတ်ကျော်ကြာပြီးနောက်ပိုင်းစစ်ကောင်မရှင်တပ်ဟာရဲတပ်သားတွေအပါအဝင်စစ်ရဲအားများစွာနဲ့ပြန်ဝင်လာတာကြောင့်တိုက်ပွဲတွေပြန်ပြီးပြင်းထန်လာပါတယ်။နိုဝင်ဘာလ9ရက်နေ့ကစလို့ကာမိုင်းနဲ့ရလက်အတိုင်းတက်လာတဲ့စစ်ကြောတွေကိုကချင်လူလက်ရေးတပ်မတော် KIA နဲ့တော်လင်ကြီးပူပေါင်းတပ်ဖွဲ့တွေကလုံခင်းနဲ့မွန်စီစာမေလမကြီးတဲ့လျှောက်မှာမိုင်းဆွဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်ခဲ့ပါတယ်။ ဒေသခံတွေရဲ့ပြောပြချက်အရတိုက်ခိုက်မှုတွေဟာလမ်းစုံလမ်းတောင်နေရာတွေမှာတောက်လျှောက်ခွဲနေတဲ့ပုံစံမျိုးဖြစ်နေတယ်လို့သိရပါတယ်ဒီတိုက်ခိုက်မှုတွေကြောင့်စစ်ကားတွေထိခိုက်ပျက်စီးပြီးတပ်သားတွေတိုက်ဆုံမှု ထိခိုက်ဒဏ်ရာမှုတွေရှိခဲ့သလိုအယက်သားပြည်သူတွေလည်းမတော်တဆထိခိုက်တိုက်ဆုံမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။နိုဝင်ဘာလ9ရက်နဲ့10ရက်နေ့တွေမှာစီးရင်တန်းနာကပ်ပါလာတဲ့အမျိုးသမီး၂ယောက်ထိခိုက်ဒဏ်ရာခဲ့ပြီးတယောက်ပွဲချပြီးတိုက်ဆုံခဲ့ပါတယ်။ ဒါပြင်တင်ရရတဲ့သက်သားတွေကိုအရက်သားကားတွေချောဆွဲပြီးတည်ယူသွားတာတွေလည်းရှိခဲ့တယ်လို့မြပြည်သတင်းရင်းမြစ်တွေကဆိုပါတယ်။ဖာကန်ဒီသားခန့်တွေရဲ့သုံးသက်ချက်အရစစ်ကောမရှင်ရဲ့စီးရင်အားပြန်လည်ဖြစ်တည်မှုဟာလာမယ့်ရွေးကောက်ပွဲအတွက်လှုပ်ချုပ်ရေးကြက်ကြက်ပြက်ပြက်လှုပ်ဆောင်ဖို့အပြင်တော်လှန်ရေးဘက်ပါတဲ့သူတွေကိုလည်းဖန်ဆီးဖို့ရည်ရွယ်တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ လက်ရှိမှာစစ်တပ်ကမော်စီစာနဲ့လောက်ခင်းတခြားတပ်ဖြတ်နေရာယူထားပြီးစစ်စေဖန်စီမှုတွေလုံလာနိုင်တဲ့အတွက်ပြည်သူတွေတွာလာရေးအထူးတတိထားဖို့ဒေသခံ KPDF ကတတိပေးပြောဆိုထားပါတယ်မန္တလေးတိုင်းထက်ပိုင်းမတရားဆင့်ကူနဲ့တပိတ်ကျင်းမြို့နယ်တွေမှာစစ်ကုမရှင်ရဲ့ထိုးစစ်တွေကြောင့်တိုက်ပွဲတွေဟာတနေ့ထက်တနေ့ပိုပြီးပြင်းထန်လာနေပါတယ်။ ဒီဒေတာတွေဟာစစ်ကော်မရှင်ကလာမယ့်2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပဖို့လျှာထားတဲ့အတူရောက်ရွေးကောက်ပွဲဝင်မြို့နယ်များစည်းရင်းမှာပါဝင်နေတာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MDY PDF ကနိုဝင်ဘာလ10ရက်နေ့မှာ ထုတ်ပြန်ချက် ထုတ်ပြီးဒီအခြေအနေကိုပြည်သူလူထုကို အသိပေးထားပါတယ်။ MDY PDF ရဲ့ထုတ်ပြန်ချက်အရစစ်ကောမရှင်ဟာရွေးကောက်ပွဲမတိုက်ခင်မိမိတို့ရဲ့ထိ ंछ ုံနေမျိုးကိုတာလွန်အင်အားများစွာအသုံးပြုပြီးအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေရဖြစ်တယ်လို့ဆိုပါတယ်။ ်လက်ရှိမှာဒီသုံးမြို့နယ်အတွင်းမှာနှစ်ဖက်တိုက်ပွဲတွေအပြင် drone လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေပြင်းထန်နေတာကြောင့်အရက်သားပြည်သူတောင်းနေချီနေအိမ်တွေစွန့်ခွာထွက်ပြေးနေကြရပါတယ်စစ်ဘေးရှောက်တွေကိုကုညီနေသူတွေရဲ့ပြောပြချက်အရာအရေးပေါ်စာနာရိတ်ခါဆန်စီလိုမျိုးအကူအညီတွေ လိုအပ်နေတယ်လို့သိရပါတယ် MDI PDF ကတော့ဒီအခြေအနေတွေမှာဒီသားခံပြည်သူလူထုအနေနဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်မှုတွေဘေးအနီးအကင်းဖို့လိုအပ်တဲ့အစီအမံတွေကိုလှုပ်ထားကြဖို့မြစ်တာရက်ခံတိုက်သွထားပါတယ်။သူတို့အနေနဲ့စစ်ကော်မရှင်ရဲ့ထိုးစစ်ကိုအစွမ်းကုန်ခုခံကာကွယ်ပြီးတော်လှန်ရေးအစိုးရဘက်တိုက်ထိမဆုံးမနစ်ဆက်လက်ချီတက်သွားမယ်လို့လည်းပြည်သူလူထုကိုအသိပေးထုတ်ပြန်ထားပါတယ်။ စစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲအစီအစဉ်တွေဟာတိုင်းသားလူငယ်တွေရဲ့ပြင်းထန်တဲ့စက်ကျင်ကွက်ကွဲမှုတွေနဲ့ရင်ဆိုင်နေရပါတယ်ဝါတအန်နဲ့မွန်လူငယ်အဖွဲ့အစည်းတွေကစစ်ကောင်မရှင်ရကျင်းပမဲ့ရွေးကောက်ပွဲကိုလောဝလက်မခံကြောင်းကြီးညာလိုက်ပါတယ်။နိုဝင်ဘာလ10ရက်နေ့မှာဝါတအန်နဲ့မွန်လူငယ်အဖွဲ့အစည်းတွေကနေပူးတွဲထုတ်ပြန်ချက်တစာကိုထုတ်ပြန်ခဲ့ပါတယ်။ သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာစစ်ကွန်မရှင်ဟာတိုင်းသားပြည်သူတွေပေါ်အကျိုးမရှိတဲ့ရွေးကောက်ပွဲကိုကျင်းပဖို့စူးစမ်းနေတယ်လို့ဝေဖန်ထားပါတယ်အဓိကအဖြစ်စစ်ကော်မရှင်ကဖော်ဆောင်မဲ့ရွေးကောက်ပွဲဟာတိုင်းသားပြည်သူတွေလူလာတဲ့စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီကိုလုံးဝကိုစားမပြုနိုင်ဘူးလို့ကန့်ကွက်ထားပါတယ်။ တိုင်းဒါလူငယ်တွေကစစ်ကော်မရှင်နဲ့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုလောဝလက်မခံပဲပြည်သူလူထုရဲ့ဆန္ဒနဲ့တိုင်းဒါတွေရဲ့နိုင်ငံရေးမျှော်မဲချက်တွေပေါ်အခြေခံတဲ့စစ်မှန်တဲ့နိုင်ငံရေးကိုပဲလူလာတယ်လို့ဆိုပါတယ်။